ပြီးခဲ့တဲ့သတင်းပတ်ကအိန္ဒိယနိုင်ငံမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ Britain ရတဲ့ by F35 တိုက်လေယာဉ်ဟာလက်ရှိအချိန်ထိအိန္ဒိယကနေမထွက်ခွာနိုင်သေးပဲဖြစ်နေပါတယ်။ကမ္ဘာပေါ်မှာနည်းပညာအစိမ့်မြုံလို့သတ်မှတ်ခံရပြီးရေဒါနဲ့ထောက်လန်းမှုတွေကိုရှောင်ကွေးနိုင်တဲ့တိုက်လေယာဉ်ဟာဂျွန်လ14ရက်ညပိုင်းကအိန္ဒိယနိုင်ငံကီရာလာပြည်နယ်ထဲကတီရူပန်နန်ဒါဘူရိလေစိတ်မှာအရေးပေါ်ဆင်းသက်ပြီးကြတဲ့ကတောင်းတင်နေခဲ့တာဖြစ်ပါတယ်။သတင်းတွေအရလေယာဉ်ရဲ့ hydrolysis နဲ့တခုမှာ ချုပ်ယွင်းချက်ဖြစ်ပေါ်နေတာကြောင့်ပြန်လည်ထောက်ခွာဖို့နှောင့်နှေးကြံ့ကြာနေတာလို့သိရပါတယ် F35 တိုက်လေယာဉ်ဟာ Britain တော်ဝင်လက်တက်ရဲ့ HMS Prince of Wales လေယာဉ်တင်တင်းမောကြီးပေါ်မှာအခြေစိုက်တာပါအဲ့ဒီတင်းမောကြီးကိုဥဆောင်တဲ့တိုက်ရရင်အုပ်စုဟာအိန္ဒိယရေတပ်နဲ့ပူးပေါင်းစစ်ရေးလက်ချက်ပြီးခဲ့တဲ့နောက်ကီရာလာကန်လို့ရေမိုင်100လောက်အကွာပင်လယ်ပြင်မှာရှိနေသေးပါ F35 တိုက်လေယာဉ်ဟာပြန်တန်းရင်ရုတ်တရက်လောင်စာစီရော့နယ်ကြာဆင်းသွားမှုပြဿနာကြုံခဲ့ရပြီး ေစိတ်မှာအရေးပေါ်ဆင်းသက်ကြရဖြစ်ပါတယ်။အဲ့ဒီနောက်လင်းတင်တင်းမောဘော်က MJS 101ရဟယင်တစည်းနဲ့အတူအင်ဂျင်နီယာတွေရောက်ရှိလာပြီးလင်းရင်ကိုပြင်ဆင်နေခဲ့ပါတယ်။မူလကဂျွန်လာ၁၆နှစ်ရနေမှာတိုက်လေရင်ကပြန်တက်နိုင်လိမ့်မယ်လို့ယုံကြည်ထားပေမဲ့မမျှော်လင့်ပဲစံကြောင်မှုတွေဆက်ပြီးကြုံတွေ့နေရတာပါ။လောင်စာစီရုတ်တရက်ကြဆင်းပြီးအရေးပေါ်ဆင်းသက်ရတယ်ဆိုတာမျိုးဟာရှားပါးတဲ့အခြေအနေမျိုးဖြစ်ပေမဲ့အရန်ကြုံတော့ကြုံခဲ့ပြဿနာတော့မဟုတ်ဘူးလို့လက်နက်ပါတကူတွေကပြောပါတယ်။ အမေရိကန်ရဲ့ Lockheed Martin ကုမ္ပဏီကထုတ်လုပ်တဲ့တိုက်လေယာဉ်တွေဟာရေဒါနဲ့ထောက်လန်းမှုတွေကနေရှောင်တွင်းနိုင်တဲ့ပိုပြောက်စွမ်းရည်ပိုင်ဆိုင်ထားပြီးကမ္ဘာအဆင့်မြင့်ဆုံးလို့သတ်မှတ်ခံထားရတဲ့ပြင်စမမျိုးဆက်စီးရင်ဝင်တိုက်လေယာဉ်လက်တစုပ်စာထဲမှာပါဝင်ပါတယ်။လေယာဉ်မှာတက်ဆင်ထားတဲ့အာယုံခံပြင်မှတ်ရှာလက်နက်စနစ်တွေအလုံးဟာခေရှိအပြည့်စုံနည်းပညာတွေကိုအသုံးပြုထားတာပါ။ F35 တွေဟာရဟယင်တွေလိုမျိုးဒေါင်လိုက်အတက်အစင်းလဲပြုတ်လုပ်နိုင်တယ်လို့သိရပါရှင့်။